ားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်မေရောဒူအောင်ပါဒီနေ့မှာတော့ကျွန်တော်တို့ Do Prime Broker ရဲ့ history အကြောင်းလေးကိုကျွန်တော်ရှင်းပြပေးခြင်းပါတယ်အဲကျွန်တော်တို့မြန်မာနိုင်ငံသားတွေကမ္ဘာ financial market မှာကျွန်တော်အရောင်းဝယ်လုပ်ဖို့ဝင်ငွေရှာဖို့အတွက်မှန်ကန်တဲ့ broker ကိုရွေးချယ်ဖို့လိုအပ်ပါတယ်ကျွန်တော် broker ဘရိုကရီဆိုတာကကျွန်တော်ကမ္ဘာ financial market နဲ့ trader ကြားမှာ median ဖြစ်ကြားခံနေတဲ့ဝန်ဆောင်မှုပေးတဲ့ financial ငွေကြေးအဖွဲ့အစည်းတစ်ခုလည်းဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ဒီနေ့စဉ်ကျွန်တော်တို့ရောင်းဝယ်လုပ်မဲ့ဒီ broker ကမှန်ကန်ဖို့အတွက်အမတန်မှကိုကျွန်တော်တို့ trader တွေအတွက်အရေးကြီးပါတယ်။ဒီနေ့ဗီဒီယိုလေးမှာတော့ကျွန်တော်မြန်မာပြည်သား trader တွေအတွက်ဒီ do price history အကြောင်းကိုကျွန်တော်အသေးစိတ်လေးကျွန်တော်ရှင်းပြပေးခြင်းပါတယ်။ ျွန်တော်တို့ Du Bruin ရဲ့ making company ဖြစ်တဲ့ကျွန်တော်တို့ Du Group ဟာ2014ခုနှစ်မှာကျွန်တော်တို့စတင်ဖွဲ့စည်းပြီးတော့ဟောင်ကောင်မှာစတင်ပြီးတော့မှရုံးငန်းဖွင့်လှစ်ခဲ့ပါတယ်။အဲ့ဒီအထက်မှာပဲရှိလာမဲ့လုပ်ငန်းစဉ်များနဲ့ကျွန်တော်တို့တိုးတက်မှုများအတွက် Reception Development Center တွေ Technical Supporting တွေကိုတည်ဆောက်နိုင်ခဲ့ပါတယ်။ နောက်55ခုနှစ်မှာတော့ဒူပရိုင်ရဲ့ရှေ့ပြေး concept ဖြစ်တဲ့ဒူတက်ကိုတည်ထောင်ခဲ့ပါတယ်ပြီးတော့ကျွန်တော်တို့လက်ရှိကျွန်တော်တို့အသုံးပြုနေတဲ့ media filter phone နဲ့လည်းကျွန်တော်ကချိတ်ဆက်ခဲ့ပါတယ်ပြီးတော့ကျွန်တော်တို့ဒီနေ့စဉ်ပေါ့နော် customer တွေကျွန်တော်ငွေသွင်းမိထုတ်တို့ဖို့အတွက်ကျွန်တော်တို့အသုံးပြုတဲ့ CRM စနစ်ကိုကျွန်တော်တည်ဆောက်ဖို့အတွက်လည်းကျွန်တော်တို့စင်ကာပူအခြေစိုက် fintech company ဖြစ်တဲ့ finpoint ဆိုတဲ့ company နဲ့ cooperate ဆက်တင်ပြီးတော့မှလုပ်ခဲ့ပါတယ် ကျွန်တော်တို့2016ခုနှစ်မှာတော့ကျွန်တော်တို့တောင်ကိုရီးယားနိုင်ငံဆိုမျိုးမှာကျွန်တော်ရုံငန်းစတင်ပြီးမှဖွင့်လှစ်ခဲ့ပါတယ်ပြီးတော့အဲ့ချိန်တုန်းကကျွန်တော်တို့ဒါ forest ပဲကျွန်တော်ရောင်းဝယ်လုပ်လို့ရတာပေါ့နော်ဆိုတော့ဒီ forest ပြင်ကျွန်တော်တို့ energy metal နဲ့ကျွန်တော်တို့ဒီ mainstream အဲ့ချိန်မှာအရင် hot ဖြစ်တဲ့ index တွေကိုကျွန်တော်တို့ရောင်းဝယ်လုပ်လို့ရတဲ့အတွက်စတင်ပြီးတော့မှထည့်သွင်းဖော်ပြခဲ့ပါတယ်2019ခုနှစ်မှာတော့ကျွန်တော်တို့ဒီ အဲလန်ဒန် UK မှာကျွန်တော်ရုံးခန်းတစ်ခုစတင်ဖွင့်လှစ်ခဲ့ပါတယ်ကျွန်တော်တို့နောက်ထပ် brand တစ်ခုဖြစ်တဲ့ Duke Clearing the Principal Behind ဆိုရဲကျွန်တော် liquidity provide providing service ကိုလည်းကျွန်တော်ပေးနိုင်ပါတယ်အဲကျွန်တော်ဒီ Duke Clearing မှာဆိုရင်လည်းကျွန်တော်တို့ဒီ forest brokerage တွေကျွန်တော် stock brokerage တွေကို top tier ကျွန်တော် liquidity access ပေးတဲ့ဝန်ဆောင်မှုတစ်ခုလည်းကျွန်တော်အနေနဲ့ဆောင်ရွက်နိုင်ခဲ့ပါတယ် ျွန်တော်တက်ဆက်ထဲမှာပဲကျွန်တော် Venue to Financial Service Commission ဖြစ်တဲ့ license ဖြစ်တဲ့ VFSC license ကိုလည်းကျွန်တော်အနေနဲ့ယာယူခဲ့ပါတယ်ပြီးတော့ကျွန်တော်အဲ့နှစ်မှာပဲအရန်ကို hot ဖြစ်တဲ့ကျွန်တော် Media Trader 5 application ကိုစတင်ပြီးတော့မှချိတ်ဆက်အသုံးပြုခဲ့ပါတယ်2018မှာတော့ကျွန်တော်လက်ရှိ financial broker service တွေဝန်ဆောင်ပေးနေတဲ့ Du Brand brand ကိုကျွန်တော်စတင်ပြီးတော့မှ launch လုပ်ခဲ့ပြီးတော့မှကျွန်တော်ရုံးခန်းအနေနဲ့ဆိုရင်ကျွန်တော်တို့ Taiwan China ွာလာလမ်ပူမလေးရှားအစရှိတဲ့နိုင်ငံတွေမှာကျွန်တော်တို့စတင်ပြီးတော့ရုံးခွဲတွေကျွန်တော်တို့စတင်ပြီးမှဖွင့်လှစ်ခဲ့ပါတယ်2019ခုနှစ်မှာတော့ကျွန်တော်တို့ကနေပြီးတော့ဝန်ဆောင်မှုပေးနေတဲ့တကယ်ကဘာနဲ့တဘောမှာရှိတဲ့ institution ဖွဲ့စည်းပေါင်းကျွန်တော်400ကျော်ကျွန်တော်ရှိလာခဲ့ဖြစ်ပါတယ်အဲ့ဒီနှစ်မှာပဲတစ်ဆက်တည်းမှာပဲစင်ကာပူမာရီရှက်ဆီရှယ်နဲ့ဗန်နီယူအူနိုင်ငံတွေမှာကျွန်တော်တို့ရုံးခွဲတွေကိုတောက်လျှောက်ဆက်လက်ပြီးတော့မှဖွင့်လှစ်ခဲ့ပါတယ်ကျွန်တော်2020မှာတော့နှစ်ပေါင်း30တန်းရှိတဲ့ American Broker တစ်ခုဖြစ်တဲ့ Peter Elish Broker ကိုကျွန်တော်တို့ Dubrine ကနေပြီးတော့မှ Dugru ကနေပြီးတော့မှ acquisition ကျွန်တော်တို့ကပြုလုပ်ခဲ့ပါတယ်။ပြီးတော့ American နိုင်ငံ Dallas မှာလည်းကျွန်တော်ရုံးခန်းဖွင့်ပြီးတော့မှ American နိုင်ငံအသိမှတ်ပြု Security Exchange Commission License ဖြစ်တဲ့ SEC ကိုလည်းရယူခဲ့ပါတယ်။2021ခုနှစ်မှာတော့ကျွန်တော်တို့ဒီ Dubrine program မှာရောင်းဝယ်လုပ်တဲ့ client ပေါင်း၄ active client ပေါင်း၄000ကျော်ကိုကျွန်တော်ဝန်ဆောင်မှုပေးခဲ့ပြီးတော့မှ institution client ကျွန်တော်တို့အဖွဲ့အစည်းပေါင်းအခု200ငန်းစေကိုလည်းကျွန်တော်ဝန်ဆောင်မှုအနေနဲ့ပေးခဲ့ပါတယ် အဲ့ဒီနှစ်မှာပဲကျွန်တော်တို့ဒူဘိုင်းမှာလည်းကျွန်တော်တို့ရုံးခန်းဖွင့်ခဲ့တယ်လို့ဟိုချီမင်းစီးတီးကျွန်တော်တို့အင်ဒီနာချင်းနိုင်ငံဖြစ်တဲ့ကျွန်တော်တို့ဒီထိုင်းလန်မှာလည်းရုံးခန်းစတင်ပြီးတော့မှဖွင့်လှစ်ခဲ့ပါတယ်ကျွန်တော်အထက်မှာရှင်းပြပေးခဲ့တဲ့အကြောင်းအရာတွေကတော့ကျွန်တော်တို့ဒီ Dubai ရဲ့ history အကြောင်းဖြစ်ပါတယ်ကျွန်တော်ဒီ Dubai broker ဟာကျွန်တော်နိုင်ငံတကာမှာကျွန်တော်ဂုဏ်သိက္ခာကြီးမာတဲ့ငွေကြီးအဖွဲ့အစည်းတွေရဲ့အတိမတ်ပြု regulation license တွေကိုလည်းကျွန်တော်ကိုင်ဆောင်ထားသလိုလက်ရှိမှာလည်းကမ္ဘာနဲ့အဝတ်မှာရှိတဲ့ trader တွေ investor တွေကိုလည်းပွင့်လင်းမြင်သာမှုရှိစွာနဲ့ဝန်ဆောင်မှုပေးနေတဲ့ brokerage financial အဖွဲ့အစည်းတစ်ခုလည်းဖြစ်ပါတယ်။ဒါ့အပြင်ကျွန်တော်တို့ trader အနေနဲ့ရောင်းဝယ်ပြုတဲ့အခါမှာလည်းဈေးစက္ကတတအောင်ဆောင်ရွက်ပေးထားရှိပါတယ်။ကျွန်တော်တို့ကုန်ကျစရိတ်ဖြစ်တဲ့ကျွန်တော်တို့ spread အနေနဲ့ဆိုရင်လည်း spread အနေနဲ့နည်းပြီးတော့မှ commission လည်းကျွန်တော်မရှိပါဘူး။ပြီးတော့ကျွန်တော်တို့ပုံမှန်ပေးရတဲ့ကျွန်တော်တို့ဒီ overnight interest rate လို့ခေါ်တဲ့ဆက်ကိုလည်းပေးစရာမလိုအောင်ကျွန်တော်တို့ do brand ကနေပြီးတော့စီမံပေးထားပါတယ်။ဒါကြောင့်ကျွန်တော်တို့မြန်မာနိုင်ငံသား trader တွေကမ္ဘာ financial market မှာဝင်ရောက်ရောင်းဝယ်လုပ်ချင်တဲ့ trader တွေ investor တွေအတွက် ဘရိုကာရွေးချယ်မယ်ဆိုရင်ဒူဘိုင်းဘရိုကာကိုရွေးချယ်ပြီးတော့မှလက်တွဲပြီးရောင်းဝယ်လုပ်ဖို့အတွက်အားလုံးကိုဖိတ်မှန်တကပြုပြရပါစေဒီနေ့ဗီဒီယိုလေးကိုအားလုံးအချိန်ပေးပြီးကြည့်ရှုပေးအတွက်အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာအားလုံးကျန်းမာချမ်းသာကြပါစေ